1623ဘက်ကစတဲ့မလာကီအီမမွေးလေးတွေရဲ့ပြီးတော့ထုံထုံဆက်ဆက်မလာဟင်းနဲ့ပရီမီယံအမဲသားစွာတွေပါအစုံရတယ်မလာဆိုင်ကောင်းကောင်းလေးကိုရှာတွေ့ထားရမလို့ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ကြပါအောင်နော်ဒီဆိုင်လေးကကြတော့အကမိုင်း PTS station ကနေဆင်းပြီးတော့ဒီအကမိုင်း၅လမ်းထဲကိုဝင်လာလို့ရှိရင်တွေ့ရမယ်ဒီ 3km 3လော်ရဲ့လေးလွှာမှာရှိရဲ့ဆိုင်လေးပေါ့နော် ဆိုင်လေးကတော့ဆက်လီကတက်တက်ချင်းမှာမြင်ရမယ်ဒီလိုဆိုင်ပုံနီနီနဲ့ grey and bangkok ဆိုရဲဒီလိုတရုတ်စတိုင်ဆိုင်လေးပေါ့နော်ဆိုင်ကတော့ဒီဆိုင်လေးကိုလေတက်တော့မှခဏခဏတွေ့နေရတဲ့အခုတောင်းလွန်ဖက်ရောက်တော့ဝင်စားကြည့်လိုက်တာပေါ့နော်သူ့စီကမာလာအကင်လေးနဲ့မာလာဟင်းလေးတွေကလည်းတော်တော်လေးကောင်းတယ်လို့တော့ပြောရတယ် ဒီကမာလာခင်နေဆိုလို့ရှိရင်လည်းကိုရန်ခင်စရာမလိုဘဲနဲ့ဆိုင်ရဝန်တန်းလေးကဒီစပွဲရှိမှတည်အောင်လာခင်ပေးတာပြီးတော့အခင်နဲ့လိုက်တယ်ဒီလို high ball cocktail ကြီးလည်းမာလို့ရတယ်ဒီ cocktail တွေကကျတော့ happy hour အတွင်းဆိုလို့ရှိရင်တစ်ခွက်ကမှ59ဘတ်ပဲပေးရတယ်ဒါလေးကကျတော့ sign တအား trying ကြီးကျင်နေတဲ့မာလာအမဲဥချမ်းဟင်းပေါ့နော်ဒီဟင်းလေးကကြတော့လေငရုတ်တိမြမြနဲ့ထုံထုံဆက်ဆက်ကလေးကိုမှဒီမစားခင်ကတည်းကသူ့ရဲ့မာလာအနံ့လေးကမှွှင်းနေရောပဲ ပြီးတော့ဒီတပွဲထဲမှာဆိုလို့ရှိရင်လေသူကအမဲသားလွာတွေအမဲဥချမ်းတွေဆိုလို့ရှိရင်လည်းအများကြီးထည့်ပေးထားတာသူရဲ့အရသာကလည်းလေထုံထုံဆက်ဆက်ကလေးကိုမာဒီအမဲသားလွာတွေကိုလေမာလာမုံလီနဲ့တွဲဆောက်လို့ရှိရင်တော်တော်လေးဆောက်လို့ကောင်းတယ်တဒီထဲမှာတော့ခေါက်ဆွဲမပါဘူးပေါ့နော်ဒီလိုအမဲသားလွာတွေအမဲဥချမ်းနဲ့ကလီစာအစုံကိုပဲတေချာလေးထည့်ပေးတာအသားရဲဆိုလို့ရှင်လေလုံးဝနူးဤနေရ ဘန်ကောက်မှာလေအမဲသားရှာဆိုတော့ဒီလိုအမဲသားကြိုက်တဲ့သူဆိုလို့ရှိရင်ဒီမာလာအမဲဟင်းကိုတော့ try ကြည့်ဖို့ဆိုင်ရတော့တော်တော်လေး recommend ပေးရယ်။ဒါအကြောင်းလေး premium wagyu beef ကိုမှအပေါ်ကနေဒီလိုမျိုး sauce လေးစမ်းပေးထားတာပေါ့နော်။ဒီ wagyu beef ကကြတော့လေအီအီလေးကိုမှ juicy ဖြစ်ပြီးတော့သူ့ရဲ့အပေါ်က sauce လေးနဲ့ဆိုလို့ရှင်လည်းတအားလိုက်တယ်။ တော့အသားဆိုလို့ရှင်လည်းအများကြီးပါတာဟိုမှလေဒီလိုတပွဲကိုဘတ်250ပဲပေးရတာတော်တော်လေးတန်တယ်လို့ခန်းစားရတယ်။ဒါလေးကလည်းဆော့ဆော့လိုမျိုးချင်းချင်းဆက်ဆက် sauce လေးစမ်းထားတဲ့ဝက်ဥလူကြွကြော်ပေါ့နော်။ဒီဝက်ဥဟာကြတော့လေအပြင်သားကြွကြွကလေးကိုမှအတွင်းမှချနုနုအီအီလေးနဲ့တော်တော်လေးစားလို့ကောင်းတယ်။ပြောရရင်ဒီဘွား sauce လေးနဲ့မှသူကပိုလိုက်သွားတာပေါ့နော်။ဒါဆိုလို့ရှင်တပွဲကိုဘတ်180ပေးရတယ်။ ဒါလေးကကျတော့ science signature ငါးခင်လေးပါသူရဲ့ငါးခင်ကကျတော့လေး time spice တွေနဲ့တေချာလေးနှက်ထားဆိုတော့မှုမှုလေးနဲ့အီအီလေး sauce ကကျတော့နှစ်ခုပေးထားရပါတော့တစ်မျိုးကကျတော့ကချင်ရသာ sauce နဲ့နောက်တစ်ခုကကျတော့မကြီး sauce လေးပေါ့နော်သူကဒီ sauce လေးနဲ့စားလို့ရှင်တော့ပိုပြီးစားလို့ကောင်းတယ်စားရတော့လေဒီမလာအခင်ချောင်းလေးတွေစားခြင်းလို့ဒီဆိုင်လာတယ်လို့တော့ပြောရမယ် ဒီအကင်တွေကလေမာလာနဲ့မမွေးလေးကိုမာသူကမီးသွေးပုံနဲ့กินပြရဆိုတော့လေ smoky နဲ့တင်းတင်းလေးနဲ့သူ့ရဲ့အသားလေးကလည်း juicy ဖြစ်ပြော်အီအီလေးတော်တော်လေးမိုက်တယ်။กินတဲ့စားဖို့ကိုလည်းလေမကြီး sauce နဲ့မာလာမုတ်လေးလည်းချပေးထားတယ်။ဒီလိုမျိုးအကင်လေးစားလိုက် high ball cocktail လေးတောင်းလိုက်နေလေတော်တော်လေးရထိုင်လို့ကောင်းတယ်။အကင်တွေကတစ်ချောင်း23ဘက်ကနေပြီးဆက်ရွေးလို့ရတယ်လို့ဒီလိုမျိုးဆက်မီနူးလေးနဲ့လည်းရွေးလို့ရတယ်။ဒီထဲမှာဆိုလို့ရှိရင်တော့လေစိတ်သားกินတဲ့ premium အမဲသားกินတော့အချိုက်ဆုံးပဲ။ ပြီးတော့အကင်လေးဆိုင်နဲ့လေဒီလိုမျိုး196ဘတ်နဲ့ဘီယာဘူးဖေးလေးလေးလာတောက်လို့ရသေးရဲ့နော်။ဒါလေးကကြတော့ဆိုင်းဘိုက်ဆာလို့ထပ်မာထားတဲ့ပင်လယ်စာထမင်းကျော်လေးပါ။သွားကြတော့ဒီအမဲသားနဲ့လေးရတယ်။ဒီကထမင်းကျော်ဆိုလို့ရှင်နဲ့လေးတေယုစတိုင်ထမင်းကျော်အရသာမျိုးလေးပဲ။ပစွန်ဆိုလို့ရှင်နဲ့လေးဒီလိုမျိုးပစွန်တို့အကောင်ကြီးကြီးတွေထည့်ပေးထားတာ။ဆိုင်းတော့ကတော့ဒီထမင်းကျော်ကအရသာလေးနဲ့နဲ့ပေါ့ရလို့တော့ခံစားရတယ်။ ဒီဆိုင်မှာလေအစားအသောက်ပိုရှင်တွေများပေမဲ့ဈေးကတော့တိတ်မများအောင်ဒီလိုမျိုးမာလာအကင်နေမာလာအမဲသားလွာတွေကိုနေတိုင်းစားရလဲဖြစ်တယ်ဆိုတဲ့သူတွေအတွက်ဒီလိုအေးဆေးထိုင်လို့ကောင်းစားအသောက်တွေပါကောင်းတဲ့မာလာဆိုင်လေးကိုညွှန်ပေးလိုက်ပြီနော်ဒါဆိုရင်တော့ Science Vlog ဒီမှာပြန်တွေ့ပါမယ်အားလုံးပဲတတ